Hi အားလုံးပဲမင်္ဂလာပါဒီနေ့တော့အခြေခံ cloud တွေအကြောင်းကိုတင်ဆက်သွားမှာဖြစ်ပါတယ်ဆက်လက်ရှုစားအားပေးကြပါအောင်ဒီပုံလေးမှာမြင်ရတာကတော့ပုံစံအမျိုးမျိုးတော့ cloud တွေဖြစ်ပါတယ်အဲတော့ cloud တွေဆိုတာဘာလဲဆက်ပြီးတော့လေ့လာကြည့်ရအောင် ဒီ channel လေးကိုပံ့ပိုးကူညီတော့အားဖြင့် like subscribe လုပ်ပြီးတော့ share လုပ်ပေးကြဖို့မေတ္တာရပ်ခံပါတယ်။အဲတော့ cloud ဆိုတာမျက်စိပတ်လမ်းကိုကြားဖြတ်ထိန်းချုပ်ဖို့အတွက် design ထုတ်ထားတဲ့ကရိယာတစ်ခုပဲဖြစ်ပါတယ်။တခြားနည်းနဲ့ပြောရမယ်ဆိုရင်သူကမျက်စိပတ်လမ်းတွေကိုအဆက်တွေလုပ်ပေးဖို့ဒါမှမဟုတ်ရင်ဖြတ်တောက်ပေးဖို့အတွက် design ထုတ်ထားတဲ့ဖြစ်စေကရိယာတစ်မျိုးဖြစ်ပါတယ်။ ။ပြစစ်ကိုအသုံးပြုတဲ့နေရာမှာဒါမှမဟုတ်ရင်အီလက်ထရောနစ်ကိုအသုံးပြုတဲ့နေရာမှာအ ਨੇ ဆုံးခလုတ်တစ်ခုကိုတော့အသုံးပြုကြတာဟိုတွေ့ရမှာဖြစ်ပါတယ်။အဲတော့ထိန်ချုံမှုစနစ်တွေမှာခလုတ်ဆိုတာမပါမဖြစ်မရှိမဖြစ်ထိန်ချုံမှုစနစ်တွေရဲ့အစိပ်ပိုင်းတစ်ခုပဲဖြစ်ပါတယ်။ခလုတ်တွေမပါဘဲနဲ့တော့ထိန်ချုံမှုစနစ်တွေကို အောင်မြင်အောင်လှုပ်ဆောင်နိုင်မှာမဟုတ်ပါဘူး။အဲတော့ခလုတ်တစ်ခုကအဓိကအလုံးတစ်ခုကိုလှုပ်ပါတယ်။ content point လို့ခေါ်တယ်။ထိရမယ် content point တွေကိုဆက်တွယ်ပေးတာ၊ထိပေးတာ။နောက်တစ်ခုကတော့ဒီ content point တွေကို ဖြတ်တောက်ပေးတာစတာတွေပဲဖြစ်ပါတယ်။အဓိက အလုပ်တစ်ခုကတော့အဆက်အသွယ်လုပ်ပေးဖို့နဲ့အဆက်အသွယ်ဖြတ်တောက်ပေးဖို့ပဲဖြစ်ပါတယ်။ခလုတ်အကြောင်းကိုလေ့လာတဲ့အခါမှာ NO နဲ့ NC ကိုတော့သိထားမှအဆင်ပြေမှာဖြစ်ပါတယ်။ NO ကတော့အင်္ဂလိပ်လို normally open ကိုပြောတာဖြစ်ပါတယ်။ NC ကတော့ normally close ဖြစ်ပါတယ်။ normally open ဆိုတာက ပြက်လန်းပွင့်နေတာပက်လန်းပွင့်နေတာအဆက်တွဲမရှိတာကို NO လို့ခေါ်ပါတယ်။ normally close normally close ဆိုတာကြတော့ပက်လန်းအဆက်တွဲရှိနေတာပက်လန်းတပတ်ပြည့်နေတာကိုတော့ NC လို့ခေါ်တာဖြစ်ပါတယ်။ဒီပုံလေးမှာကြည့်လိုက်မယ်ဆိုရင်ဒီဘယ်ဘက်မှာ AC မီအဝင်လိုင်းရဲ့ neutral ရဲ့ နှစ်ချောင်းဝင်လာတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒီ line နဲ့မိသီးနဲ့ကြားမှာ NO ဆိုတဲ့ cloud လေးတစ်လုံးကိုဆက်ထားတာဖြစ်ပါတယ်။ပြီးရင် neutral ကနေဒါရိုက်မိသီးကိုကျိုးလေးဆက်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်။အဲ့တော့ဒီအနေထားမှာဆိုရင် NO ကိုတတ်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အဆက်အတွဲပြတ်တောက်နေပါတယ်။ဒါကြောင့်မို့လို့မိသီးမလင်းတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒါကို open circuit လို့လည်းခေါ်ပါတယ်။ အိမ်မီတွေမှာဆိုရင်မီးပိတ်ထားတဲ့အနေအထားဆိုရင် NO အနေအထားဖြစ်ပါတယ်ဒီပုံမှာဆိုရင် AC မီး line မီးကနေဒီမှာ NC ဆိုတဲ့ခလုံးနဲ့ဆက်ထားတဲ့ပြီးမီးတွေကိုချိန်ဆက်ထားတယ် neutral ကတော့ဒီမှာ dye မီးတွေကိုချိန်ဆက်ထားတယ်ဒီအနေအထားမှာဆိုရင်မီးတွေလေးလင်းနေတာကိုတွေ့ရမှာဖြစ်ပါတယ် NC ကတော့အဆက်အသွယ်ရှိနေတာ close ဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ပတ်လန်းကပြီးပြည့်စုံနေတာကိုတွေ့ရမှာဖြစ်ပါတယ် ဲ့ဒါကြောင့်မို့လို့ဒီမှာမိသီးလေးလင်းနေတာဖြစ်ပါတယ်။ဒါတော့ကျွန်တော် close circuit လို့ခေါ်ပါတယ်။ဒီအပေါ်က NO cloud တက်စင်ထားတဲ့ circuit ကိုတော့ open circuit လို့ခေါ်ပါတယ်။ cloud အမျိုးအစားတော့အဓိကအဖြစ်2မျိုးခွဲနိုင်ပါတယ်။ပထမတစ်မျိုးကတော့ဒီ mechanical switch လို့ခေါ်တဲ့ရုပ်ပိုင်းဆိုင်ရာခွန်အားနဲ့ဖွင့်ပိတ်လုပ်ရတဲ့လူကနေရုပ်ပိုင်းဆိုင်ရာအားကိုတုံးပြပြီးတော့ဖွင့်ပိတ်လုပ်ရတဲ့ခလုတ်မျိုးဖြစ်ပါတယ်။ နောက်တစ်မျိုးကတော့လူကနေဒါရိုက်ဖွင့်ပိတ်လုပ်ဆရာမလိုတဲ့ရက်စစ် signal တွေပေးပြီးတော့အဖွင့်ပိတ်လုပ်ရတဲ့ခလုတ်အမျိုးအစားမျိုးဖြစ်ပါတယ်။ဒီနေ့အဖြစ် semiconductor လို့ခေါ်တဲ့တပိုင်းလက်ကူပစ္စည်းတွေကိုအသုံးပြုပြီးတော့အဖွင့်ပိတ်လုပ်ရတဲ့ခလုတ်မျိုးဖြစ်ပါတယ်။ဆက်ပြီးတော့လေ့လာကြည့်ရအောင်။အဲ့တော့ mechanical switch မှာပဲခလုတ်ကအမျိုးမျိုးရှိတာကိုတွေ့ရပါတယ်။ဒီမှာဆိုရင် single pole single throw လို့ခေါ်တဲ့ယိုယိုခလုတ်မျိုးရှိတယ်။ပြီးရင် single pole double throw လို့ခေါ်တဲ့ ူယုခလုံးမှာမမျိုးကွဲလေးနောက်တစ်မျိုးရှိတယ်။နောက်ပြီးတော့ဒါဘယ်ပိုးစင်ကယ်တိုးဆိုတဲ့ခလုံးအမျိုးအစားရှိတယ်။ပြီးရင်ဒါဘယ်ပိုးဒါဘယ်တိုးလို့ခေါ်တဲ့နှစ်လိုင်းဖြတ်နှစ်လိုင်းဆက်တဲ့ခလုံးအမျိုးအစားမျိုး ရှိတယ်။ပြီးရင် intermediate switch လို့ခေါ်တဲ့ကြားခံခလုံးမျိုးရှိတာကိုတွေ့ရပါတယ်။အဲ့ဒီ mechanical switch ကိုပဲအဓိကနှမျိုးခွဲထားတာကိုတွေ့ရတယ်။အဲ့ဒီမှာ လက် switch လို့ခေါ်တယ်နှိပ်လိုက်ရင်အမြဲတမ်း on သွားမယ်ပိတ်လိုက်ရင်အမြဲတမ်းပိတ်သွားတဲ့ခလုတ်မျိုးဖြစ်ပါတယ်ဥပမာအိမ်မီးတွေမှာဆိုရင်မီးအဖွင့်ပိတ်ခလုတ်မျိုးဖြစ်ပါတယ်ဖွင့်လိုက်ရင် မီးကအမြဲတမ်းပွင့်နေမယ်မီးမပြတ်သေး၍လူကခလုတ်ကိုပြန်မပိတ်သေး၍မီးတွေကလင်းနေမှာဖြစ်ပါတယ်အဲ့ဒီခလုတ်မျိုးကတော့ less switch လို့ခေါ်ပါတယ်နောက်တစ်မျိုးကတော့ momentary switch လို့ခေါ်ပါတယ် အဲ့ဒီ momentary switch ခါကြတော့သူကအကယ်၍ပွင့်နေမယ်ဆိုရင်လူကနှိပ်လိုက်မှပဲပိတ်သွားမယ်အကယ်၍ပိတ်နေတဲ့ close ဆိုရင်လူကနှိပ်လိုက်မှပဲမိမိတ်သွားမယ်သူ့ကိုနှိပ်တဲ့အချိန်မှာပဲအလုပ်လုပ်တာဖြစ်ပါတယ်ပြန်လွတ်လိုက်ရင် ပြန်ပြီးတော့လွတ်သွားတဲ့မျိုးဖြစ်ပါတယ်ဥပမာမိပိတ်ထားတဲ့ခလုတ်ကိုလက်နဲ့နှိပ်ထားမယ်ဆိုရင်မိကပွင့်သွားမယ် ပြီးလက်ပြန်လွန်းလိုက်ရင်မီးပြန်မိတ်သွားတဲ့မျိုးဖြစ်ပါတယ်။သူကခဏတဖြုတ်ပဲအလုပ်လုပ်တာဖြစ်ပါတယ်။ခလုတ်နှိပ်ထားတဲ့အချိန်ပဲအလုပ်လုပ်တာဖြစ်ပါတယ်။လက်ပြန်လွန်းလိုက်တာနဲ့အလုပ်မလုပ်တော့တဲ့ခလုတ်မျိုးဖြစ်ပါတယ်။ error mechanical switch တွေကို10မျိုးလောက်အမျိုးစားခွဲထားတာကိုတွေ့ရပါတယ်။နံပါတ်1ကတော့ push button switch တို့ခေါ်တဲ့နှိပ်ခလုတ်ရယ်နံပါတ်2ကတော့ limit switch မဲ့တုံးကတော့ pressure switch တီအားသုံးတဲ့ခလုတ်ရဲ့ flow switch အကြီးတွေပေါ်မှာပေါ်လို့ပေါ်အောင်ထားပြီးတော့အသုံးပြရတဲ့ခလုတ်တွေနောက်တစ်ခုကတော့ temperature switch လို့ခေါ်တဲ့အပူချိန်ပေါ်မှာမူတည်ပြီးတော့အဖွင့်ပိတ်လုပ်ပေးတဲ့ခလုတ်ရဲ့နောက်နံပါတ်6ကတော့ gear switch လို့ခေါ်တဲ့ရိုးရိုးအဖွင့်ပိတ်လုပ်လို့ရတဲ့ခလုတ်ရဲ့နံပါတ်9ကတော့ rotary switch လို့ခေါ်တဲ့လှည့်ပြီးတော့အဖွင့်ပိတ်လုပ်ရတဲ့ခလုတ်မျိုးရဲ့ နံပါတ်၈ကတော့ joystick switch လို့ခေါ်တယ်။ဒီ game ကစားတဲ့ set တွေမှာတုံပြူတဲ့ခလုတ်မျိုးတွေဖြစ်ပါတယ်။အဲ့တော့ဒီမှာ SPST လို့ခေါ်တဲ့ single pool single two ခလုတ်မှာဆိုရင်ရိုးရှင်းသောခလုတ်ဖြစ်ပါတယ်။ဒီမှာသူရဲ့ symbol တင်ဂီတလေးကိုကြည့်မယ်ဆိုရင်ဒီမှာငုံငုံရှိတယ်။အဲ့ငုံကပွင့်နေတာလည်းဖြစ်နိုင်တယ်။ထိနေတာလည်းဖြစ်နိုင်ပါတယ်။ ဒီမှာဒီငုံငုံကိုဒီမှာခလုတ်ဖွင့်ပေးလိုက်မယ်ဆိုရင်ဒီငုံငုံကထိသွားမယ်။ဒါဆိုရင်အဆက်အသွယ်ရှိသွားမယ်။ခလုတ်ကိုပြန်ပိတ်လိုက်မယ်ဆိုရင်အဆက်အသွယ်ပြတ်တောက်သွားမှာဖြစ်ပါတယ်။ဒါကို SPST switch လို့ခေါ်ပါတယ်။သူကတော့အဓိကသူ့ရဲ့လုပ်ကတော့ဆက်သွယ်ပေးမယ်ဖြတ်တောက်ပေးမယ်။ရိုးရိုးရှင်းရှင်းပဲဖြစ်ပါတယ်။နောက်တစ်ခုကကြတော့ Singapore Davetro SPDT switch အမျိုးအစားဖြစ်ပါတယ်။ ီမှာကျွန်တော်စင်ဘာသူ့ရဲ့တင်ဂီတလေးကိုကြည့်မယ်ဆိုရင်ဒီမှာအဝင်ငုတ်တငုတ်ရှိတယ်ပြီးသူ့ကိုဆက်တွင်မဲ့ငုတ်ကနငုတ်ရှိအောင်တွေ့ရမှာဖြစ်ပါတယ်။နှစ်ခုထဲကတစ်ခုတော့သူကထိနေမှာဖြစ်ပါတယ်။ခလုတ်မနှိပ်ထားတဲ့အနေထားမှာဒီအပေါ်တစ်ခုကိုဒီမှာအဆက်တွယ်ရှိနေတယ်ဆိုရင် ခလုတ်နှိပ်လိုက်တဲ့အခါမှာဒီအဆက်တွယ်ကဒီအောက်ကိုရောက်သွားမှာဖြစ်ပါတယ်။အဲတော့နှစ်ခုထဲကတစ်ခုကိုအသုံးပြုခြင်းရင်ဒီခလုတ်မျိုးကိုအသုံးပြုရမှာဖြစ်ပါတယ်။ ဥပမာမီးလုံးနှလုံးရှိတယ်အပေါ်ထန်းနဲ့အောက်ထပ်နော်ဒီခလုတ်လေးကိုနံပါတ်1ကိုနှိပ်ထားမယ်ဆိုရင်အပေါ်မီးအပေါ်ထပ်မီးလင်းမယ်နံပါတ်2ခလုတ်ကိုနှိပ်မယ်ဆိုရင်တော့အောက်ထပ်မီးလင်းမယ်နှစ်ခုထဲကတစ်ခုကတော့လင်းနေမှာဖြစ်ပါတယ်အဲ့ဒီခလုတ်အမျိုးအစားမျိုးဖြစ်ပါတယ်ဒါကတော့ DPSD Double Pro Single Throw အမျိုးအစားဖြစ်ပါတယ်ဒါကတော့နှစ်လိုင်းဖြတ်မီးခလုတ်အမျိုးအစားဖြစ်ပါတယ် ကုနာကစင်ကာပူစင်ကာတူခလုတ်ကိုပဲရိုးရိုးခလုတ်ကိုပဲနှစ်ခုထပ်ပြီးတော့ပြိုင်ဆက်တက်ဆင်ထားတဲ့အမျိုးအစားဖြစ်ပါတယ်ဒီမှာပွင့်နေတဲ့အနေထားမှာခလုတ်ကိုပိတ်လိုက်မယ်ဆိုရင်ဒီမှာနှစ်လိုင်းစလုံးပိတ်သွားမယ်ဒီဖက်ကကွန်တက်ကဒီအပေါ်ကွန်တက်နဲ့ထိသွားမယ်ဒီအောက်ကကွန်တက်ဘွက်ကတော့ဒီအောက်ကကွန်တက်နဲ့ထိသွားမှာဖြစ်ပါတယ်တပြိုင်တည်းနဲ့မီလုံးနှလုံးကို ထုံလို့ရမယ်ဖွင့်လို့ရမယ်ပိတ်လို့ရမှာဖြစ်ပါတယ်။တပြိုင်တည်းနဲ့အလုံးတစ်ခုကိုလုပ်ပေးတဲ့သဘောမျိုးဖြစ်ပါတယ်။ဒါတော့ intermediate switch လို့ခေါ်တဲ့ဂျားခံခလုတ်ဖြစ်ပါတယ်။အထက်အများကြီးရှိတဲ့အိမ်တွေမှာအသုံးပြုတာများပါတယ်။အဲဥမာ၃ထပ်ရှိတဲ့အိမ်မှာဆိုရင်အောက်ထပ်မှာတစ်ခုအလယ်ထပ်မှာတစ်ခုပြီးရင်ပေါ်ဆုံးထပ်မှာတစ်ခု၃ခုတွေ့ရမှာဖြစ်ပါတယ်။ အဲ့ဒီတောင်ခုကနေတဏျာယာကနေအဖွင့်ပိတ်လို့လို့ရမှာဖြစ်ပါတယ်ဒီကလုတ်လေးကိုတတ်ဆင်ထားမယ်ဆိုရင်အောက်ဆုံးထပ်ကနေမြေအဖွင့်ပိတ်လို့လို့ရတယ်အလယ်ထပ်ကနေလည်းရတယ်ပေါ်ဆုံးထပ်ကနေလည်းအဖွင့်ပိတ်လို့လို့ရမှာဖြစ်ပါတယ်ဒါကတော့ push button switch လို့ခေါ်တယ်နှိပ်ကလုတ်ပဲဖြစ်ပါတယ်အဲသူကတော့နှိပ်ထားမှပဲအဆက်အသွယ်ရှိတယ်မီးလင်းတာဖြစ်ပါတယ်ဒါကတော့ limit switch အမျိုးအစားဖြစ်ပါတယ် သူ့မိုက်ခရိုဆွစ်ချ်လို့လည်းခေါ်ပါတယ်။ညာတော့ဖြစ်သမင်းပေါင်းအိုးတွေမှာတွေ့ရတတ်တယ်။သူ့မှာဆိုရင်ငုတ်တုံးငုတ်ရှိတယ်။ကောင်းမုံလို့ခေါ်တဲ့စီငုတ်ရဲ့ NO ငုတ်ရဲ့ NC ငုတ်ရဲ့တုံးငုတ်ရှိပါတယ်။စကစ်ပတ်လန်အတုံးပြုတ်ပေါ်မှာမူတည်ပြီးတော့ခလုတ်နှိပ်တဲ့အခါမှာ NO ကနေ NC ဖြစ်သွားတာမျိုးဖြစ်နိုင်တယ်ဒါမှမဟုတ်ရင် NC ကနေ NO ဖြစ်သွားတာမျိုးလည်းဖြစ်နိုင်ပါတယ်။ အဆက်အသွယ်ပြတ်တောက်နေတာကနေအဆက်အသွယ်ရှိသွားမယ်ဒါမှမဟုတ်ရင်အဆက်အသွယ်ရှိနေတာကနေအဆက်အသွယ်ပြတ်တောက်သွားတာမျိုးလည်းဖြစ်နိုင်ပါလေဒါကတော့ temperature switch လို့ခေါ်တဲ့ပူချိန်ကို အာရုံခံပြီးတော့ဖွင့်ပိတ်လုပ်ပေးတဲ့ခလုတ်ဖြစ်ပါတယ်သူ့ကို thermostat လိုမျိုးအသုံးပြုလို့ရပါတယ် you know ခလုတ်တွေမှာတွေ့ရတဲ့ thermostat လိုမျိုးပူလာရင်အဆက်အသွယ်ပြတ်တောက်ပေးမယ်အဲ့ဒီသဘောတရားမျိုးအသုံးပြုလို့ရပါတယ် ဒါကတော့ pressure switch pressure switch ပုံစံလေးဖြစ်ပါတယ်အထဲမှာသူကစီပုံစံအကန့်လေးတစ်ခုရှိပါတယ်အဲ့ဒီကန့်လေးက2စီမှာဝင်လာတဲ့လေအားရေအားစီအားပုံမှာမူတည်ပြီးတော့အဖွင့်ပိတ်လုပ်ပေးတာဖြစ်ပါတယ် pressure ဖိအားပုံမှာမူတည်ပြီးတော့အလုပ်လုပ်တာဖြစ်ပါတယ်နောက်တစ်ခုကတော့ flow switch လို့ခေါ်ပါတယ်ဒီမှာသူရဲ့သင်္ကေတလေးကတော့ဒီလိုပုံစံလေးဖြစ်ပါတယ် ပြီးရင်သူအပြင်ဘက်မှာသူ့ရဲ့ပုံစံလေးကတော့ဒီလိုပုံစံလေးတွေ့ရမှာဖြစ်ပါတယ်။မြားတော်ဖြစ်ရင်မြို့မော်သားတွေမှာတက်ဆင်တုံးပြူတာကိုတွေ့ရပါတယ်။အဓိကတွေ့ရတဲ့ချက်ကတော့ရေနေသွားတဲ့အချိန်မှာမော်တာကိုလှည့်စေဖို့ပြီးရင်တန်ကီထဲမှာရေပြည့်သွားတဲ့အခါမှာဒီမော်တာကိုရပ်အောင်လုပ်ဖို့အတွက်အသုံးပြုတာဖြစ်ပါတယ်။ဒါတော့ toggle switch လို့ခေါ်တဲ့ရိုးရိုးအဖွင့်ပိတ်ကလေးပဲဖြစ်ပါတယ်။ ဒီပုံလေးမှာဆိုရင်ဒီညာဘက်ကိုရွှေ့မယ်ဆိုရင် on သွားမယ်ခလုတ်ကချိတ်ဆက်မိသွားမယ်ဒီဘယ်ဘက်ကိုရွှေ့မယ်ဆိုရင် off ဖြစ်သွားမယ်အချိတ်ဆက်မမိတော့ဘူးဖြစ်သွားမှာဖြစ်ပါတယ်ဒီရဲ့တင်ဂီတာတော့ဒီမှာနှမျိုးရှိပါတယ် SPST မှာဆိုရင်ခုနကရှေ့မှာပြခဲ့သလိုပဲငုံငုံရှိတယ် SPDD မှာကျတော့ငုတ်သုံးငုံရှိတော့တွေ့ရမှာဖြစ်ပါတယ်ဒါကတော့ rotary switch လို့ခေါ်တယ်ညာတော့အဖြစ် မိအမျက်ဆက်တွေမှာ တွေ့ရများတယ်။သူ့ကိုတုံညမှာထားမယ်ဆိုရင်ပါဝါပိတ်နေမှာဖြစ်ပြီးတော့နံပါတ်1ဒါမှမဟုတ်နံပါတ်2နံပါတ်3မှာခြိုက်တဲ့နေရာမှာထားမယ်ဆိုရင်ဒါပါဝါ on နေမှာဖြစ်ပါတယ်။မိအမျက်ဆက်တွေမှာတွေ့ရများပါတယ်။ဒါကတော့ joint stick switch လို့ခေါ်တယ်။သူ့ရဲ့သင်္ကေတလေးကတော့ဒီလိုပုံစံလေးဖြစ်တယ်။သူ့ရဲ့ပုံစံလေးဒီမှာ mountain လေးပါတယ်ဒီ mountain လေးက ရှင်းနောက်ပညာရွှေ့လို့ရပါတယ်။များတော့ဖြစ်ဒီ game set တွေမှာအသုံးပြတာတွေ့ရမယ်ပြီးရင် pet food တွေမြေခေါ် set တွေမှာဒီလိုခလုတ်မျိုးကိုတက်ဆင်ထုံးပြတာကိုတွေ့ရမှာဖြစ်ပါတယ်။နောက်တစ်မျိုးကတော့နေယူမိသီးပါတော့ခလုတ်တွေဖြစ်ပါတယ်။နေယူမိသီးပါတဲ့ခလုတ်တွေကိုကြီးလိုက်မယ်ဆိုရင်ဒီမှာအဝိုင်းပုံစံမျိုးရှိတယ်ပြီးရင် လေးတော့ပုံစံမျိုးခလုတ်လည်းရှိပါတယ်။ဒီမှာငုတ်တွေကတောင်းငုတ်ပါတာကိုတွေ့ရမှာဖြစ်ပါတယ်။သူတို့ဘလို့ချိတ်ဆက်အသုံးပြုရမလဲဆိုတာကိုဆက်ပြီးလေ့လာကြည့်အောင်။ဒီမှာအဝိုင်းပုံစံညူမီသီးပါတဲ့ခလုတ်တွေကတော့မငုတ်တောင်းငုတ်ရှိတယ်။ရွှေရောင်တုတ်ထားတဲ့ခလုတ်လေးတစ်ခုပါတာကထူခြားပါတယ်။အဲ့ဒီခလုတ်သုံးခုမှာဒီရွှေရောင်တုတ်ထားတဲ့ခလုတ်ကို AC neutral ကိုချိတ်ဆက်ပြရမှာဖြစ်ပါတယ်။ပြီး အဲ့ဒီ ACA ဝင်ယူချယ်ကိုပဲဘယ်ကိုပို့ရမှာလဲဆိုရင် MIDI ကိုချိတ်ဆက်ပေးရမယ်ပြီး AC line အဝင်ကိုကြတော့ဒီအလင်ကုန်းမှာဒါမှမဟုတ်ရင်ဒီညာဘက်အစွန်ကုန်းမှာချိတ်ဆက်ရမှာဖြစ်ပါတယ်အကယ်၍ဒီအလင်အငုံမှာချိတ်ဆက်ပေးမယ်ဆိုရင်နောက်တစ်ငုံမှာကြတော့ဒီ AC line ကနေပဲနောက်ချိုးတစ်ချောင်းနဲ့ MIDI ကိုချိတ်ဆက်ပေးရမှာဖြစ်ပါတယ်ဒီ MIDI ကိုဖြွင့်လိုက်တဲ့အခါမှာ ဒီ AC line ကနေဝင်လာတဲ့မီးဟာဒီ cloud ကနေအဆက်အသွယ်မီးပြီးတော့မီးသီးစီရောက်မယ်ဒီမီးသီးလေးလင်းမှာဖြစ်ပါတယ် neutral ကတော့မီးသီးကိုဓာတ်ရရောက်နေမှာဖြစ်ပြီးတော့ဓာတ်ကကြတော့ဒီ cloud ကနေသစင်မီးသီးစီရောက်မှာဖြစ်ပါတယ် cloud ပိတ်ထားတဲ့အချိန်မှာတော့ AC line မီးကတော့မီးသီးစီရောက်မှာမဟုတ်ပါဘူးဒီပုံလေးမှာကြတော့၄တောက်ပုံစံညီယူမီးသီးပါတယ်မီးခလုတ်လေးဖြစ်ပါတယ်အောက်မှာပုံချမ်းလေးဆွဲထားပါတယ် ဒီဘဲဘဲအစုံဆုံးငုတ်ကနေ line ကိုပေးသွင်းရမယ်ပြီးရင်ဒီဒုတိယဒီအလဲအားငုတ်ကနေပြန်ထွက်လာမယ် line အားပြန်ထွက်လာပြီးတော့ midi စီကိုတောင်းမှာဖြစ်ပါတယ်ဒီညာဘဲအစုံဆုံးငုတ်ကတော့ကျွန်တော် neutral နဲ့ချိတ်ဆက်ပေးရမှာဖြစ်ပါတယ်ဒီ neutral ကနေဝင်လာတဲ့ချိုးကို midi စီကိုတောင်းမယ်နောက်တစ်ချောင်းကတော့ဒီညာဘဲအစုံဆုံးငုတ်မှာချိတ်ဆက်ပေးရမှာဖြစ်ပါတယ် ညာဆိုရင်ကျွန်တော်မီခလုတ်ဖွင့်လိုက်တာနဲ့ဒီနေယူမီဒီလေးလဲလင်းလာမယ်ပြီးဒီဘက်ကမီဒီလေးလဲမီလင်းလာမှာဖြစ်ပါတယ်ခလုတ်ပြန်ပေးလိုက်ရင်တော့ဒီမီဒီလေးလဲမြင်းမြင်းသွားမယ်ဒီနေယူမီဒီလေးလဲမီမိတ်သွားမှာဖြစ်ပါတယ်တခြားတော့ခလုတ်တွေလဲရှိပါသေးတယ်ဒီပုံလေးမှာဆိုပြထားတာကတော့ re-switch လို့ခေါ်ပါတယ်တန်လိုက်ခလုတ်လို့လဲခေါ်ပါတယ်သူဘေးနားမှာကျွန်တော်တန်လိုက်လေးလာထားလိုက်မယ်ဆိုရင် ဒီ cloud လေးကအဆက်သွယ်မိသွားမှာဖြစ်ပါတယ်ပြီးတန်လိုက်ကိုပြန်ပြီးတော့ခွာလိုက်မယ်ဆိုရင်ဒီ cloud လေးကလည်း꽈သွားမှာဖြစ်ပါတယ်ဒါကြတော့ time sensor ဒါမှမဟုတ် mechanical switch လို့ခေါ်ပါတယ်သူ့ကိုလဲထားမယ်ဆိုရင်အဆက်သွယ်မရှိဘူးသူ့ကိုထောင်ထားမယ်ဆိုရင်အဆက်သွယ်ရှိအောင်ဖန်တီးထားတာဖြစ်ပါတယ် die sensor ဒါမှမဟုတ် mechanical switch လို့ခေါ်ပါတယ်။ပန်ကားတွေမှာအသုံးပြုတယ်လို့သိရပါတယ်။ နောက်တစ်မျိုးကတော့ thermal switch ဖြစ်ပါတယ်အပူချိန် temperature ကိုပုံမူတည်ပြီးတော့အသုံးပြုတဲ့ switch ဖြစ်ပါတယ်ဥပမာဒီ switch လေးမှာဆိုရင်ဒါ unit အိုးမှာ unit အိုးရဲ့ body မှာတပ်ဆင်ထားတဲ့ခလုတ်လေးဖြစ်ပါတယ်ပုံမှန်နေထားမှာဆိုရင်သူကအဆက်အတွက်ရှိတယ်အပူချိန်မြင့်လာတဲ့ unit စူမတ်ရောက်လာတာ ਨੇ ရေစူမတ်ရောက်လာတာ ਨੇ ဒီအဆက်အတွက်ဖြတ်တော့ပေးမှာဖြစ်ပါတယ်အဲ့တော့ တခြားတော့ cloud တွေလည်းရှိတယ်ဆိုတာကိုဘဟုတုတအနေနဲ့တင်ပြပေးတာဖြစ်ပါတယ်။နောက် zone တစ်ခုကတော့ electrical switch လို့ခေါ်ပါတယ်။ electrical switch ကတော့ဒီဒပိုင်းလက်ခုပစ္စည်းတွေကိုဥပမာ transistor တွေကို cloud အနေနဲ့အသုံးပြုတာဖြစ်ပါတယ်။လူနဲ့ဖွင့်ပိတ်လုပ်စရာမလိုပါဘူး။သူ့ကိုဒီ electrical signal electronic signal ကိုပေးသွင်းလိုက်ပြီးတော့ သူ့ကိုအဖွင့်ပေးလောက်တာဖြစ်ပါတယ်ဥမာဒီ transistor မှာဆိုရင်ဒီဟာက input အဝင်ထားပါတော့ပြီးရင်ဒီအလဲက base လို့တတ်မှတ်မယ်ဆိုရင်ဒီညာဘက်အစွန်ကတော့ output ဖြစ်ပါတယ်ဒီကနေဝင်လာတဲ့မီးဟာဒီ base ကနေသူ့ကိုဖွင့်ပေးမှာပဲသူကဒီဖက် output ကိုရောက်မှာဖြစ်ပါတယ်ဒီ base ကိုပိတ်ထားမယ်ဆိုရင်ဒီဖက်ကဝင်လာတဲ့မီးဟာဒီညာဘက်ကိုသွားမှာမဟုတ်ပါဘူးအဲ့တော့ဒါတို့ဟို electronic signal အပေါင်းဘူအားဒါမှမဟုတ်ရင်အနုဘူအားကိုပေးသွင်းခြင်းအဖြစ်အဖွင့်ပိတ်လုပ်ပေးတာဖြစ်ပါတယ်အဲ့တော့ဒီလိုဒီပိုင်းလက်ကူပစ္စည်း transistor တွေကို electrical switch အနေနဲ့အသုံးပြုတာဖြစ်ပါတယ်ဒီနေ့ကတော့အခြေခံအနေနဲ့ခလုတ်တွေအကြောင်းကိုတင်ဆက်သွားတာဖြစ်ပါတယ်ဒီနေ့ကတော့ဒီလောက်ပါပဲဒါကြောင့်ကြည့်ရှုအားပေးကြတဲ့မိတ်ဆွေများလုံးကိုထူးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆောင်တွေ့ကြပါစို့